ကဲအားလုံးပဲမင်္ဂလာပါဂျင်းကျော်လွင်မဟာဗမာဖြစ်ပါတယ်ဒီမနေ့ပြောချင်တာကမင်းကင်းမောင်မြင့်ရဲ့ database center အကြောင်းကိုပြောတာကိုကျွန်တော်ထောက်ခံပေးမှာဖြစ်ပါတယ်เนาะမင်းကင်းဦးမောင်မြင့်ကပြောတဲ့ database center နိုင်ငံတော်အစ်စ်မှာမရှိဘူးလို့ပြောတယ်သူကတော့ပြောတယ် database center ကိုစနစ်တကျလှုပ်ဆောင်သွင်းတယ်လို့သူကပြောတယ် မှန်ပါတယ်ခင်ဗျာကျွန်တော်တို့ကညီသည့်အဖွဲ့အစည်းမဆို administration တွေကိုအကောင်းဆုံးလှုပ်ဆောင်နိုင်ဖို့ဆိုလို့ရှိရင်ဒီထဲမှာရှိတဲ့အဓိက data တွေကိုပေါ့နော်စနစ်တကျပုံစံချပြီးတော့လှုပ်ဆောင်နိုင်မှသာလျှင်တခြားသောအုပ်ချုပ်ရေးကိစ္စရပ်တွေမှာမှန်ကန်တဲ့လှုပ်ဆောင်မှုတွေထွက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ မင်းကြီးဦးမောင်မင်းပြောတဲ့ database center နိုင်ငံတော်အစ်စ်မှာရှိရဖို့လိုအပ်တယ်ဆိုတဲ့အဆိုကိုကျွန်တော်ကထောက်ခံတယ်။ကျတို့ကုမ္ပဏီတစ်ခုမှလည်းဒီလိုပဲဗျ။ကျွန်တော်တို့ကွန်ပျူတာတွေအရင်တော့ကျွန်တော်တို့စာအုပ်တွေနေပေါ့နော်။ဝန်ထမ်းတွေအတန်းတက်တွေကိုတည်တည်ကြကြမှတ်ပုံတွေစာအုပ်တွေတေချာရေးရတယ်။နောက်ပိုင်းကျတော့ကျွန်တော်အိတ်ဇဲတွေနဲ့ကျွန်တော် data တွေကိုတေချာတိဆောက်ကြတယ်။ဒီလို database တစ်ခုတိဆောက်နိုင်မှဒါလျင်တခြားသောကိစ္စရက်တွေ အုပ်ချုပ်မှုဖြစ်စဉ်တွေမှာအခက်အခဲမရှိနဲ့လုံဆောင်နိုင်မှာ ဖြစ်ပါတယ်အဲ့တော့ database ဇာတ်နာကအရေးကြီးတယ်ဗျအရေးကြီးတယ်ဒါကိုအရေးကြီးတဲ့ကိစ္စရက်ကိုအခြေမတည်ပဲနဲ့တခြားသော အုပ်ချုပ်ရေးကိစ္စရက်ဒီမှာလိုက်လက်ပြီးလုံဆောင်နေခြင်းဒီအခြေမတည်ပဲနဲ့လုံဆောင်နေတဲ့အတွက်ကြောင့်အမားရင်းတွေများပြီးတော့နိုင်ငံကရှေ့ဆက်သွားလို့မရတာဖြစ်ပါတယ်ဒါကလုပ်ငန်းဝင်မှာမန်နေဂျာအိရှာမန်နေဂျာလုပ်ဖူးတဲ့သူတွေပိုသိပါတယ် အဲ့တော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းပဲနိုင်ငံတော်အစ်စ် database center တွေကိုရှိစေချင်ပါတယ်ဥပမာမြန်အောင်ပြောလို့ရှိရင်ကျွန်တော်တို့ data ထဲမှာကုမ္ပဏီတစ်ခုမှာ database တရားတိစောက်ထားခြင်းအဖြစ်မှာကျွန်တော်မွေးနေ့ဗတ်ဒေးဆိုတဲ့မွေးနေ့အောက်မှာခေါင်းစဉ်အောက်မှာမွေးနေ့ဒီ date တွေအကုန်တန်းစီမြင်နေရမယ်ဗျဒါဆိုလို့ရှိရင်ဘယ်နေ့မှာဘယ်ဝန်ထမ်းဒီမွေးနေ့ရောက်ပြီဆိုတာအစင်သိမြင်ပြီးတော့ လိုက်ပြီးတော့မေးเสียရမလို့ပဲနဲ့။အော်ဒီနေ့ဒီဒီကောင်မလေးဒီဟိုနဲ့ရဲ့မွေးနေ့ပါလား။ငါတို့ happy birthday လုပ်ပေးရပါပါလားဆိုပြီးချက်ချင်းစာထွက်ပြီးတော့တပတ်အတွင်းမွေးနေ့ပွဲကျင်းပပေးခြင်းအဖြစ်အဲ့ဒီဝန်ထမ်းဒီပျော်ရှင်ပြီးတော့ motivation ဖြစ်ပြီးတော့ productivity တက်လာမှာဖြစ်ပါတယ်ဒီလိုပဲနိုင်ငံတော်အစ်စ်မှာလည်းပဲမင်းကြီးဥမောင်မင်းပြောတဲ့ database center တိဆောက်ဖို့လိုအပ်ပါတယ်ဆိုတဲ့ကြောင့်ကျွန်တော်မဟာဗမာချင်းကျော်လေးမှာ ထောက်ခံပြုထောက်ခံမဲ့သွားပဲဖြစ်ပါတယ်ထောက်ခံပြီးသွားပါတယ်